မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင်မောင်မောင်ပေါကုံရေးသားသောဖို့နေနဲ့အတိတ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုတ္တရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်ဟဲ့မြရွှေဦးဖို့နေကြီးဆုံးသွားတာသိပြီဗလား ဟုတ်လားဥဖုန်ကဟိုတလောင်းကပဲလင်ငန်းထိထားတာမဟုတ်လားအေးဟုတ်တယ်လေအဲ့ဒီယောဂနဲ့ပဲကုမနဲ့ဆုံးသွားတာဟဲ့ခင်ကြီးဥဖုန်ကြီးရဲ့အတွင်းပစ္စည်းတွေကြံခဲ့မှာမနေဘူးနော်အေးလေဟဲ့ဒီယောမှာဥဖုန်ကြီးလောက်ချမ်းသာတာဘယ်သူရှိလို့လဲဒါပေမဲ့ဟဲ့ဥဖုန်ကြီးကဘယ်နေရာမှာဘာလူတယ်လို့တခါမှမကြဘူးအလူခံလိုက်တော့ပုံနေတတ်တဲ့ဟာငါတို့သူ့စီမှာကထိန်အတွက်အလူသွားခံတော့ကလည်းအကျွေးမရှိလို့တယ်လေတပြားမှမထည့်လိုက်ဘူး ကဲခုသေးတော့သူ့ပိုင်းဆိုင်လာသားသမီးတွေခွဲဝေယူကြမှာပေါ့ဥဖုန်ကြီးကလည်းသူ့သားသမီးတွေကိုတော့ပေးကမ်းနေတာမဟုတ်ဘူးအဲ့တော့သားသမီးတွေကလည်းဥဖုန်ကြီးအသေးကိုစောင့်နေကြမှာပေါ့ဟဲ့ငါခုကြားလာတာတော့ဥဖုန်ကြီးကသူ့ပစ္စည်းတွေကိုဘမဝတ်ထားခဲ့လဲမသိဘူးတဲ့ရှားလို့လည်းမတွေ့ကြဘူးတဲ့ตายากงยัวကမြို့နဲ့အတန်ဝဲသည်ခရိယံဘာသာဝင်ကရင်လူမျိုးအများစုနေထိုင်ကြပြီး ချက်ဖះเจ้าစီမဓမ္မဒေသန်တို့နဲ့အလွန်တာယာသည်တင်းင်းကလေးနေတိုင်းလိုလိုပင်ဖះเจ้าစီမခေါင်းလုံးတန်ကလည်းထွက်ပေါ်လာတဲ့စမြင်ထိုအခါ၌ဖះသခင်ရင်ငွေကိုခိုးလုံးဖို့ဘာသာဝင်တို့ရောက်လာကြသည်မြစ်စိတ်ရှိရာတောင်ပင်ပေါ်တွင်လည်းရွာသားတို့ရေခတ်သူရေချိုးသူအဝိရှော်ဖို့သူတို့နဲ့စီကားနေတတ်သည်ထို့ပြင်လည်းရွာသားကလေးများစုဝေးစော့ကစားရာနေရာလည်းဖြစ်သည်ထို့တောင်မြေပေါ်တွင်ရွာသားများသာမကအိမ်ဝေးတိရစ္ဆာန်တို့ကိုလည်းတွေ့နိုင်သည်ကျေးလက်၏တဘာဝတရုပ်ကိုပြည်ပြင်စွာခန်းစားနိုင်သည် တာယာကုန်းရွာနဲ့ဆက်လျက်ကုန်းဘတ်တွင်ကွင်းချောင်းရွာတည်ရှိသည်တာယာကုန်းနှင့်ကွင်းချောင်းကိုဆက်သွယ်ရေးတာဖြင့်ဆက်သွယ်ထားသည်လေကွင်းများထိစက်တဲ့သူရွာချင်းလဲထိစက်နေသည်။တာယာကုန်းနဲ့ကွင်းချောင်းဆက်၌ဥယျာဉ်ကြီးများတည်ရှိနေကြသည်။ရွာသားများစုမှလဲလုပ်ငန်းဥယျာဉ်လုပ်ငန်းတို့ဖြင့်အသက်မွေးကြသည်။တာယာကုန်းရွာကကွင်းချောင်းရွာထက်ပို၍စီးပွားရေးတောင့်တင်းသည်။သို့တော်လည်းကွင်းချောင်းရွာမှကရင်လူမျိုးအများစုမှဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ကွင်းကျောင်းရွာဥပေတုအိမ်မှာဝက်မကြီးကဝက်ကလေးတကောင်မွေးခဲ့သည်မိခင်ဝက်မကြီးလည်းထိုဝက်ကလေးကိုမွေးပြီးတည်ဆုံသွားသည်ထို့ကြောင့်ဥပေတုတို့မှဝက်ကလေးအတွက်အလုံးရှုပ်ရတော့သည်စင်ရနွားပါကြသူများဖို့ဝက်ကလေးအတွက်အချိန်မပေးနိုင်ကြထို့အတွက်ဝက်ကလေးအားရောင်းချရန်စီစဉ်နေကြသည်တလခန့်ရှိလာသည့်အချိန်ထိဝယ်မဲ့သူမရှိသေးချေ တနေ့တာကုန်းရွာမှာမန်စတီဆိုသူရောက်လာသည်မန်စတီနဲ့ဥပေတူတို့မှာမိတ်ဆွေများဖြစ်၍စကားစမိပြောရင်းစကားဆက်မိရမှဝက်ကလေးကိုအယောင်းဝယ်တဲ့သွားကြသည်ထို့သောဖြင့်ဝက်ကလေးအားမန်စတီထံရောင်းချလိုက်သည်မန်စတီတယောက်ဥပေတူ၏အဆက်ဟကောင်းမှုကြောင့်ဝက်ပောက်ကလေးတစ်ကောင်ကိုဝယ်လာမိတော့လဲသူ့နိုင်ဝက်ချံဆောက်စရာဝါးတလုံးပဲမရှိသူတို့မိသားစုသည်လည်းစားစရာပဲအနိုင်နိုင်မှုအိမ်ရှိမြေကွက်လက်တွင်ငုတ်တိုင်ဆိုင်ကကြိုးချီထားလိုက်သည်သို့သောထိုဝက်ကလေး၏ထူးခြားမှုကိုသိလာကြရသည် ထိုဝက်ကလေးကအတန်ကြိုက်သည်ရှုံမှတ်များဖြင့်ညစ်ပေသောနေရာတွင်ထားလျင်အော်ဟစ်ဆူညံနေလေးရှိသည်အစနိုင်မန်စတီတို့မိသားစုသည်လည်းဝက်ကလေးရက်ကိုမသိကြအော်ဟစ်ဆူညံတိုင်းအရက်ခံရလေးရှိသည်ဝက်ကလေးနိုင်အကျင့်ကောင်းတစ်ခုရှိပြီအစာကိုအော်ဟစ်တောင်းလို့မရှိသလိုအစာကျွေးလာရင်လည်းအလူရဲစားလို့မရှိပြီထို့အကျင့်ကောင်းလေးကိုမန်စတီကသဘောကျမိသည်တနေ့ကဆုံလာမိုးတပြိုက်ရွာချလိုက်သည်ဝက်ကလေး၏ပဝန်းကျင်တွင်ဘွက်များဖြင့်ပေကြံကုန်သည် ထို့ကြောင့်အချိန်တန်ကြာအောင်အော်ဟစ်ဆူညံနေလေသည်ထိုတွင်မန်စတီသားကြီးကစိတ်မရှိနိုင်တော့၍ဒုဖြင့်ရိုက်မိရာဝက်ကလေးခြေတစ်ဖက်နာကျင်သွားသည်ထိုည၌မန်စတီအိမ်မက်တစ်ခုမှတ်ခဲ့သည်အိမ်မထဲ၌ဆက်နေတဲ့သားရွယ်ကောင်လေးတယောက်ရောက်လာသည်။ဦးလေးဦးလေးသားကျွန်တော်ကိုရိုက်တယ်ကျွန်တော်လက်တစ်ဖက်နာသွားတယ် နောက်တစ်ခါဆိုကျွန်တော်သိခံမှာမဟုတ်ဘူးမန်စတီလည်းအိမ်မက်ထဲ၌ထိုကောင်လေးကိုကျေနပ်အောင်တောင်းပန်လိုက်ရသည်မန်စတီနေဖြင့်ထိုအိမ်မက်ကိုအမှုမဲ့အမှတ်မဲ့သားနေခဲ့မိသည်တပတ်ခန့်ကြာမန်စတီသားကြီးကပင်ဝက်ကလေးကိုရိုက်နှက်နေသည်ကိုတွေ့လိုက်ရ၍တားလိုက်ရသည် နောက်တနေ့နဲ့အိယာထချင်းတွင်မန်စတီအသားကြီးမှာ6ရက်တစ်ဖက်ထောက်မရနိုင်အောင်ပင်နာနေသည်မိသားစုလည်းစိုးရင်ကြရသည်တပတ်လောက်ကြာမှအနာပြောက်သွားသည်မန်စတီတို့လည်းဘာကြောင့်ဖြစ်ရသည်ကိုစဉ်းစားမရနိုင်ကြပေမိုးဦးတညနိုင်မန်စတီအိမ်မက်မှတ်ခဲ့ပြန်သည်အိမ်မက်ထဲတွင်ဟိုတစ်ခါအိမ်မက်ထဲ၌တွေ့ခဲ့ရသည်ကောင်းလေးရောက်လာပြီးမိုးရေထဲတွင်နေရသဖြင့်သူ့အားအိမ်ဆောက်ပေးရန်ကူညီတောင်းသည်မန်စတီလည်းစဉ်းရဲနှွမ်းပါ၍မကူညီနိုင်ကြောင်းပြောလိုက်သည်ထိုတွင်ကောင်းလေးက ကျွန်တော်ကိုသာစောက်ပြအောင်စောက်ပေးပါကျွန်တော်ဥလေးကိုပေးပါမယ်ထိုးညကအိမ်မက်ကိုလည်းမန်စတီသတိမထားမိလဲလုပ်ငန်းစတင်ချိန်မို့နေ့ဘက်တွင်လဲတဲ့နိုင်အချိန်ကုန်ရသည်လဲလုပ်ငန်းဆိုသည်ကအချိန်နဲ့လုပ်ရသည့်အလုပ်ဖြစ်သည်အချိန်လုံးမလုပ်ရင်မအောင်မြင်နိုင်ကြောင်းကိုမိုးလုံးမထွန်ချဆိုသည့်စကားပမာနဲ့ရှေးလူတို့ဆုံးမခဲ့ကြသည်မန်စတီကလည်းဆင်းရဲကြက်တဲ့ဒီကြားကပင်မိုးရည်တဲ့နေရှာသည့်ဝက်ကလေးတို့တဖက်ရဲ့ဒဏိမိုးနဲ့လုံလုံသည့်ခြံကလေးတစ်လုံးဆောက်လုပ်ပေးခဲ့သည် နောက်နေ့အကြာမန်စတီတို့အိမ်ရှိရေဦးပဲနားမှာရွှေလက်စုတကွင်းကောက်ရခဲ့သည်မန်စတီအတွေ့အဲအိမ်မက်ထဲမှာကောင်းလေးကိုသတိရလိုက်သည်ဝက်ကလေးနဲ့ရွှေလက်စုတို့ကဆက်ဆက်နေသလားသို့မဟုတ်တိုက်ဆိုင်မှုလေလာဟုတန်တရားဝင်မိသည်သို့တော့အိမ်မက်ထက်ကကောင်းလေးနဲ့ဝက်ကလေးကဆက်ဆက်မှုမရှိနိုင်ဟုလည်းတွေးမိပြန်သည်သူတို့ခရိယံဘာသာ၌လည်းထိုယူဆမျိုးကိုလက်မခံပေသို့တော်လည်းမန်စတိကဝက်ကလေးအားသတိထားကြည့်မိခဲ့သည်ကြည်သောသူမြင်ဤဆိုသလိုပင်သတိထားကြည့်မှဝက်ကလေး၏ထူးခြားမှုကိုတွေ့လာရပေသည် တခါကလည်းဝါရင်းကာလာနိုင်ဗုဒ္ဓဘာသာဝင်ရွာချို့မှာအခြားရွာများသို့လှည့်လည်ကအလှူကန်ထွက်လေရှိသည်။တနေ့တာကုန်းရွာထဲသို့အလှူကန်အဖွဲတစ်ဖွဲအလှူကန်လှည့်လာသည်။တာကုန်းရွာသားများအနေဖြင့်လည်းဘာသာချင်းမတူတော့လဲတက်ဆွမ်းသမျှလှူဒန်းလေရှိကြသည်။ကျေးစီတန်ဘေးကအလှူကန်အဖွဲမန်စတီတို့အိမ်ရှိသို့ရောက်လာချိန်တွင်မန်စတီဝက်ကလေးတီကခြံတွင်းမှအောက်သို့ခုံချကအလှူကန်အဖွဲနောက်သို့တကောက်ကောက်လိုက်သွားတော်သည်။ ထို့ကဲ့သို့ထူးခြားမှုတို့ကိုမန်စတီကသတိထားမိခဲ့သည်ထို့သောဖြင့်ဝက်ကလေးနှစ်နှစ်ကျော်အရွယ်သို့ရောက်လာသည်အကောင်ကလည်းထွားသည်ရုတ်တရက်၏သဘာဝတိုင်းငယ်ရမှကြီးလာသည်ယခုဆိုလျှင် ရောင်းနှံဝင်ဝက်အရွယ်သို့ပင်ရောက်လာသည်ဝယ်လိုသူတွေကလည်းတူပြီးတူလာကြည့်ကြသည်မန်စတီအနေဖြင့်လည်းအသားတို့မွေးကရောင်းချဖို့အတွက်သာမွေးခဲ့ခြင်းဖြစ်သည်တော်ရတလေအိမ်ဝတ်တိရစ္ဆာန်များဖြစ်သည့်ကြက်ဘဲဝတ်တို့မှာ အတုံးလိုသည့်အခါလိုသလိုရောင်းချသုံးဆွဲနိုင်ရန်ရည်ရွယ်၍မွေးကြခြင်းဖြစ်သည်မန်စတီသည်လည်းဆင်းရဲကြက်တဲ့သည့်အခြေအနေမှုရောင်းနှန်းဝင်လာသည့်ထိုဘက်ကိုရောင်းရန်စီစဉ်နေသည်မကြမီလေလုံငန်းဝင်ရတော်မူမှုအရင်းအီးကလိုအပ်နေပေပြီအခြားဝင်ဝင်မရှိသည့်သူတို့မိသားစုနေဖြင့်ထိုဘက်ကိုသာအရင်းအီးပြုရပေတော်မူတနေ့မြစ်တစ်ဖက်ကမ်းရှိကနဆိုးကုန်းရွာမှလိုင်စင်ရဝက်ပေါ်ရောင်းချသူတို့ရောက်လာပြီးထိုဝက်အားဝဲသူတွေသဘောကျနေကြသည် ထို့နောက်မန်စတီနဲ့အယောင်းဝယ်တဲ့သွားသဖြင့်ဆယံငွေတချို့ပေးကပြန်သွားကြသည်အချိန်ကလည်းညနေစောင်းနေပြီမို့တည်ယူရန်အချိန်မရှိတော့မနေ့ပြန်မှသာတည်ယူနိုင်ပြီတော့မီမန်စတီဝက်ကြီးသည်လည်းသူ့အားဝယ်ယူမိကိုသိရလားမသိအော်ဟစ်စူညာနေသည်ထိုနေ့ညကမိုးမောင်ကြကအရက်ရှိခွင်မှိုင်းညို့နေလေသည်ညနေကမန်စတီဝက်ကြီးအားအစာတော်ကျွေးစဉ်ကအစာမစားဘဲမှိုင်းနေသည်ကိုတွေ့ခဲ့ရသဖြင့်ဝက်ကြီးတို့စိတ်မကောင်းဖြစ်နေရသည်သူသည်လည်းဝက်ကြီးပေါ်တန်ဟောစဉ်ဖြစ်နေမိသည် သို့တော်လည်းမရှိစင်းရသောဘဝမှာတွေ့ကြုံရသည့်ကြက်တဲမှုအခက်အခဲကိုဖြစ်ရှင်းရန်အတွက်ဒီတလန်းသာရှိသည်။သူတို့မိသားစုမှာအခြားရောင်းချစရာဟူ၍မရှိပေ။ထိုညကမန်စတီလဲစောစောပင်အိယာတို့ဝင်ခဲ့သည်ထိုည၌မန်စတီအားအိမ်မက်တစ်ခုပေးပြန်သည်ယခုခါလဲဟိုတခါအိမ်မက်ထဲကကောင်လေးပင် ရောက်လာကဦးလေးကျွန်တော်ကိုမရောက်ပါနဲ့ဗျာကျွန်တော်ကိုတို့တတ်ကြမှာဗျာကျွန်တော်မသေးခြင်းသေးဘူးဗျာဦးလေးပတ်စံလို့နေကျွန်တော်ပေးပါမယ် မနှက်မိုးလဲရင်ကွင်းချောင်းရွာဆက်ကကျွန်တော်စောင့်နေမယ်ဥလေးလာခဲ့ပါရတဲ့ဟာကိုဥလေးတဝက်ယူပြီးတဝက်ကိုကျွန်တော်တို့ဖုံးချောင်းစောက်ပြီးလှူပေးပါမန်စတီအိယာကလန်တို့ချိန်တွင်နနက်ဝေလီဝေလေးပင်ရှိသေးသည် အိမ်သားများပင်မနှိုးတတ်ကြသည်အိယာမှနူးနူးချင်းအိတ်ချေဝက်ချန်စီတို့ပြေးကြည့်မိသည်ခါတိုင်းဆိုရင် အိမ်သားတူနိုးတန်ကြသည်နဲ့ဝက်ကြီးသည်အတန်ပေးကထလိရှိသည်ယခုမနက်မန်စတီအိမ်ရှိတကားဖွင့်သည့်အချိန်ဝက်ကြီးအတန်ကိုမကြရခြံထဲ၌လည်းဝက်ကြီးကိုမတွေ့ရပါဘူး တေကြပြီညကအိမ်မက်နဲ့ဝက်ကြီးသည်ဆက်ဆက်မှုရှိနေသည်မှာတေကြပြီပထမတစ်ကြိမ်အိမ်မက်တုံးကရလက်ကိုတာအကြီးကောင်ခန်းစားခဲ့ရသည်ဒုတိယအကြိမ်၌လည်းရွှေလက်စုတစ်ခွင်းနဲ့တက်သေးပြခဲ့ပြီယခုလည်းအိမ်မက်ဘေးကခေါ်နေပေပြီ ထို့နောက်မန်စတီအိမ်သားတို့ကိုအတိမပေးဘဲဒုတိယချောင်းကိုဆွဲကာကွင်းချောင်းရွာဆက်သို့တယောက်တည်းထွက်လာခဲ့သည်ရွာဆက်သို့ရောက်သည်တွင်ချုံမို့တစ်ခုနီးအိတ်နေသည့်ဝက်ကြီးကိုတွေ့ရသည်မန်စတီကိုတွေ့သည်နှင့်ဝက်ကြီးသည်အိတ်နေရာမှထကာရှေ့မှသွားသည်မန်စတီလည်းဝက်ကြီးနောက်မှလိုက်သွားခဲ့သည်ဝက်ကြီးကကွင်းချောင်းရွာဆက်ရှိဥပိုးနေပိုင်းဥယျာဉ်ကြီးထဲသို့ခေါ်သွားသည်ဥယျာဉ်ကြီးကအလွန်ကြယ်ဝန်းပြီးတစ်ပင်ဝါပင်ကြီးများထူထပ်သည်ထို့ကြောင့်တဲ့ဝိုင်းတို့ဖြင့်တော်ကြီးတစ်ပွဲဖြစ်နေသည် အချင်းကလည်းလင်းအောင် ကောင်းကောင်းရလာသဖြင့်လူသံသူသံတို့ကိုဝင်ကြားနေရလေပြီ။နန်းစတီလည်းဝက်ကြီးနောက်မှတခေါက်ခေါက်လိုက်လာခဲ့ရမှတနေရာရောက်တွင်ဝက်ကြီးကမြေကြီးကိုနှုတ်သီးဖြင့်တူးကော်နေသည်။မန်စတီလည်းဝက်ကြီးအနီးရက်ကြီးနေရာမှာပါလာသည့်တို့ဖြင့်ဝင်တူးကြည့်သည်မန်စတီတူးနေချိန်တွင်ဝက်ကြီးကဘဲမှမသွားဘဲကြည်နေသည်အချိန်တန်ကြာတူးမိသည်တွင်စင်ဟိုးတစ်လုံး၏အဝနှခမ်းကိုတွေ့ရသည် ဆက်၍သူရာထိုးစင့်ဩရဏာ၏ငွေရင်းကားပြားများနှင့်ရွှေတဲ့ပစ္စည်းများကိုတွေ့ရသည်။မန်စတီတရာကိုမယုံနိုင်စရာဟုထင်ခဲ့သောအရာတို့သည်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပေသည်။သူ၏လက်ခံယုံကြည်ထားခဲ့သောအယူဆတို့ကိုစမ်းစစ်ခဲ့သည်။ရလာသည့်ပစ္စည်းများကိုထုခွဲရောင်းချလိုက်ပြီးနောက်တဝက်ကိုဂရိကဝတ်သဘောဖြင့်ကွင်းကျောင်းရွာ၌ပင်ဖုန်ကြီးကျောင်းတစ်ဆောင်ဆောက်လုပ်လူဒန်းပေးခဲ့သည်။ ဝက်ကြီးကိုလည်းဘေးမဲ့ဖြစ်ပေးကအိမ်ရှိနိုင်တန့်ရှင်းတဲ့ရလုံုံသောဝက်အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့သည်ယခုဆိုရင်ဝက်ကြီးသည်လည်းမပူမပင်သွားလာနေထိုင်ရင်ပျော်ပိုက်နေပေတော့သည်ထို့မှဆာ၍ဝက်ကြီးအားဖိုးနေဟု အမိတွင်ရက်လေသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်